အမေကိုဥထိတ်တာအချားဆက်လီလို့အမေကိုတိတ်ပြီးဥထိတ်တာပြီးလှုပ်ပေးချင်တာပေါ့ဒါပေမဲ့အမေကိုမခေါ်ထားဘူးလားလို့မေးခွန်းလေးမေးလာတဲ့စကားလည်းရှိခဲ့ဘူးလေအချင်းချင်းအခါခါကြောက်တီမိုးကမှရတော့ပထွေးနေရစာခွဲပြီးခေါ်ထားခဲ့ဘူးလေအမေလုံးဝဒီတန်ရုံးစင်ကျိုးတစ်ခုရဲ့သူ့ရဲ့ဘဝတည်ဆောက်မှုကို तू မဆွတ်လွတ်နိုင်ခဲ့ပါဘူးနောက်ဆုံးတော့လေထပ်ပဲအေးအေးအာလုံးဆွတ်လွတ်ပြီးထက်ကြိုက်တာဟိုပဲထက်လုတ်ခဲ့အဲ့တော့မိမိကတော့အကောင်းဆုံးလုတ်ပေးမယ်ဆိုပေမဲ့ သူများဆယ်လီတွေလို့ပေါ့အမေပေါ်မှာအကောင်းဆုံးနေလုပ်ပေးချင်တာပေါ့ဒါပေမဲ့ထက်မမီကအခြားမမီနဲ့မတူဘူးမမေအသက်ကြီးလာတဲ့အချိန်တားတယောက်လုံးရှိရနော်အဲအမေတခုခုဖြည့်လဲအားမငယ်နဲ့ဒါအကုန်လိုက်လုပ်ပေးမယ်လိုအပ်တာရှိရင်ပြောအမေကိုအကုန်လုပ်ပေးမယ်ပေါ့မမေအတွက်ကတော့တခါလေကြာလို့ရှိရင်ဟိုဘယ်လိုပြောရမလဲဘဝကလေဟို လှပတဲ့ဘဝကိုတိဆောက်ချင်ပေမဲ့ဟိုလှလှပပတိဆောက်လို့မရတဲ့တခါအမှန်တရားကြီးချပြလို့မရတဲ့အရာတွေရှိရဲ့အဲ့တော့မမေကတော့အကောင်းဆုံးလုပ်ပေးမယ်ဆိုပေမဲ့သူများဆယ်လီတွေလို့ပေါ့အမေပေါ်မှာအကောင်းဆုံးနေလုပ်ပေးချင်တာပေါ့ဒါပေမဲ့ထက်မမေကအခြားမမေနဲ့မတူဘူးအမေကတော့အပြေးစကားပြောတယ်ဆိုတာဒီလိုတော့ပြောထားတယ်လीမမေအသက်ကြီးလာတဲ့အချိန်တားတယောက်လုံးရှိရဲ့နော်အဲအမေတစ်ခုခုဖြစ်လဲအားမငယ်နဲ့ ဒါအကုန်လိုက်လုပ်ပေးမယ်လိုအပ်တာရှိရင်ပြော အမေကိုအကုန်လုပ်ပေးမယ်ပေါ့ပထမအမေကိုအိမ်ဝယ်ပေးမယ်ဆိုပြီးဦးစားပေးခဲ့ဘူးလေနိအမေကိုအိမ်ဝယ်ပေးဖို့အတွက်လုပ်ပေးခဲ့ဘူးလေစီစဉ်ခဲ့ဘူးလေအခုကကိုင်းဝယ်ချလိုက်တောင်းအဲ့ဒါဘလို့အကြောင်းရလဲဆိုတော့ထက်ပြောချင်တာဟိုဘယ်ကနေစတာလဲဆိုတော့ပြဿနာမိုးကောင်မနေတော့ကထက်မမေကိုလာစင်တိုင်း9သိန်း9သိန်းအများနဲ့ထောက်ပတ်တယ် နောက်ပြီးတော့သွားကြောတဲ့ပုံတွေလည်းဆန်နစ်စီတွေကြောတဲ့ပုံတွေလည်းတက်တော့မှအမြဲတမ်းရိုက်တင်ဖြစ်တယ်။အဲ့လိုရိုက်တင်ဖြစ်တဲ့အခါကျတော့ထားလိုက်တော့အဲ့ဒါပြီးသွားပြီ။နောက်အိမ်ဝယ်ပေးမယ်လို့အမေကိုပြောထားပြီးတဲ့အချိန်မှာဒီငလင်မလောက်ခင်မှာပတ်စံရပြီ။အိမ်ဝယ်ပေးဖို့အတွက်လုံနေတဲ့အချိန်မှာစုနေတဲ့အချိန်ဆိုတော့အမေကိုအရင်9သိန်း7သိန်းမကရော့ပြတော့ပဲနဲ့တလောက်3-4သိန်းလောက်ပဲပေးဖြစ်တော့တယ်စင်ကာပူမှာအထွေရဲ့သမီး ပထွေးရဲ့တာသမီးလည်းရှိသေးရဲ့လေပထွေးရဲ့တမီးကစင်ကာပူကနေလဲ၄၅သိန်းထောက်ပတ်နေဆိုတော့ကိုကလည်းအမေကိုအိမ်ဝယ်ပေးမှဆိုတော့ short ပေးပြီးတော့မှပတ်စံအချိန်နဲ့စုနေတဲ့အချိန်အဲ့အချိန်မှာငလင်မတိုင်ခင်ဝယ်ပေးတော့မှလေအဲ့အဲ့ကာလပေါ့ဒါအချိန်ကာလလေးကိုပြပြအဲ့အချိန်မှာအရန်လဲရောင်းကောင်းနေတဲ့အချိန်လေးမှာအဲ့မှာယောက်ျားလေးတွေအများကြီးနှောက်ကြတယ်။ဒီဟာအဆက်ဆက်ရှိလို့ဖုန်းနေနေပေါ့ဟာနှောက်ရတာပေါ့မင်းကိုချက်တဲတွေ့မလား။ခဏခဏတရက်ကို အလောင်းဝင်ကိစ္စမဟုတ်ဘဲနဲ့ဒါမျိုးတွေဝင်လာတော့အဲ့နေရညီလေးကပထွေးရဲ့ตาညီလေးကအချားဖုံးနဲ့လန့်ဆက်လိုက်တာသူဆက်နေကြဖုံးမဟုတ်ဘဲနဲ့ကိုကလည်းမသိတော့ဟဲ့ဘာလောက်တာလဲဟဲ့ကောင်နေနို့ဒီလောက်နှာဘူးထားလားခဏခဏလူမဆက်နဲ့ဒီမှာအလုံးလုံးနေတယ်လေအယောင်းဝင်လုံနေတာမသိဘူးလားဆိုတော့ကိုကလည်းပြောလိုက်မိအညီလေးမှန်းလည်းမသိဘူးသူကအချားဖုံးနဲ့ဆက်တော့အဲ့ဒီခါကျတော့အဲ့မှာညီလေးက message လမ်းပို့ပြီးတော့ဟဲ့အောင်နဲ့အချောက်တက်ကိုကလန့်သွားတတ်တတ်နဲ့တကူနော် ညီလေးကဘတော်မှထက်ကိုမပြောဘူးဘဝမှာလဲကိုတီမီတာဆိုပုံမှာပထွေးသားသမီးတွေအမေတို့ပုံမှာဟိုးငယ်စဉ်တောင်ကြီးဘွားတွေကចောင်းကိုတုံးနဲ့နဲ့ထွက်ပြီးတော့တုံးတန်းနဲ့တုံးတန်းနဲ့ထွက်ပြီးတော့မှခက်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 ထမင်းတလုတ်ကိုရှာကျွေးခဲ့တာကိုပဲချီနီတိန်နီသူတို့လှုပ်ပေးခဲ့တာအချောက်ဆိုတဲ့စကက်လုံးနဲ့မက်ဆစ်ပို့လာတော့ဟာဒီအတင်းကလေးဆောင်လှုပ်ရမ်းတိုက်လို့အသက်တုံသွားတယ်အဲ့နဲ့ဒါပေမဲ့ပြန်ဖြေလိုက်တယ်အော်ငါညီငါအထင်မှားသွားပြီဆိုပြီးတော့ညီလေးအထင်မှားနေပြီ နော်အလုတ်တက်ပြီးရောညဘက်ကျတော့ဖုံးလန်းဆက်တော့ဖုံးမကင်အဲ့နဲ့မက်ဆစ်လန်းပို့တော့ဘာအထင်မှားစရာအကြောင်းရှိလဲဆိုငါတွေနဲ့ကင်တုတ်တယ်ဒါကအရန်ရိုင်းသွားပြီလေနော်ဆက်ပြီးတောင်းမှန်နေရလဲမရအောင်ရှင်းပြလဲလည်းမရအောင်ဒီလိုဒီကြောင်းရှိတယ်ဆိုပြီးပြောပြတာလည်းမရပဲနဲ့အိမ်လာကြည့်တယ်မရတယ်လိုင်းပေါ်မှာအဲ့အမေကိုလည်းဖမ်းပြပြီးရောတယ်ကရော့ပြီးရောတယ်နာမည်ကြည့်အောင်ပို့လုံညာဆိုစေတနာတွေမြတ်တာတွေနဲ့လောက်ခဲ့တဲ့အရာတဲတဲ့ကိုရေတွန်လိုက်တယ်လို့ပဲ ထက်ရနှလုံးသားတွေအစိတ်တွေထည့်လိုက် ပလောင်စုသွားပြီ။ဟောမှာအမေ ငါ့ကိုပြောရင်လင်ကျဲဆိုပြီးအနဲကင်မလာရှေ့မှာအမေကိုလုံးဝလုံးဝတပင်းလာရိုက်မတင်တော့အမေစီလည်းမတော်တော့အမေကိုဖုံးစက်တော့လည်းအမေကဖုံးမကဲအမေကပြန်ဖုံးစက်တော့ညီမရမူလို့ပြောလိုက်တာတပည့်မူလိုက်ဒီစကားလေးဒီလိုလေးငါနဲ့ကင်တော့ပြီးအချောက်ချင်းတက်ပြီးပြောစငငယ်ကအဖေဘသူ့ဘထွေးကိုနှိမ့်ဆက်ခဲ့တော့နောက်ထပ် ထွေးလိုမျိုးကိုဘွားထက်ရောက်လာပြီလားဆိုပြီးတော့မပတ်သက်ချင်အောင်ဆိုပြီးတော့အမေကိုပြောလိုက်တော့အမေကဖုံးဆက်ပြီးပြောတယ်ဟုတ်တယ်တာတဲ့အိမ်မွေးပေးနေတော့တဲ့ကားပဲဝယ်စီရင်စီးတဲ့ဒါလုံးအလုပ်ငန်းအတွက်ပဲအတုံးချလိုက်တော့ဆိုလို့အဲ့မှာထက်အဲ့မှာအတုံးချလိုက်တာဒီအမေရဲ့ဒီခွင့်ပြုချက်နဲ့ရောကားဝယ်လိုက်တော့အမေကိုခရီးတွေအားကြောင့်ပေးခဲ့တယ်လေ အမေနောက်ဆုံးအချိန်ထိအမေတခုခုဖြစ်သွားရင်နော်ထပ်အမြဲရှိနေမယ်နော်လို့နောက်ပြီးတော့အမေလိုအပ်တာအမေကလည်းပြောတယ်တားစီယာမြတ်တာတရားနဲ့အဝေးကနေထပ်ဖတ်ရင်ရပါပြီတဲ့တောင်းမဲ့မာတယ်ကျင်တဲ့ဟုတ်ထိတဲ့စကားတွေလာမေးတော့ငုံမိသွားတာအလုံးတောင်းစိတ်နှောင့်ရှင်းဖြစ်ကြပါနဲ့လို့ဘယ်တော့မှမလဲထပ်ပြီးတော့ငိုချင်စရာစကားတွေ တတော်ပေါ်မှာထပ်ပြီးတော့လည်းမပြောပါဘူးတခါလေးကျရင်ကိုယ့်အကြောင်းအရာလေးတွေသိချင်တာလို့ပြောလိုက်ရင်တော့ကိုတခါလေးပြောခဲ့တယ် ပြောဘူးတယ်ရှင်းပြဘူးတယ်ဒါပေမဲ့ချက်တဲ့သူတွေရင်ထဲမှာကိုယ့်ရဲ့အပူတွေမရောက်စေချင်မှဘူးလို့တောင်းမှတ်ပါတယ်နော်ရှစ်ဆက်ပြီးတော့ပျော်ရှင်စရာဘောဟာကိုလည်းတည်ဆောက်မှာပါဒါပေမဲ့ကို့ပေါ်မှာတခုခုအထင်လွဲသွားမှာဆိုလို့ကိုယ့်ရဲ့အတွင်ရေးဆိုတာလည်းမပြောရတဲ့စကားတွေဒါတွေကဒါပေမဲ့လည်းမပြောမဖြစ်တဲ့စကားဖြစ်နေလို့အမေကိုဥထိတ်တာအခြားဆက်လီလို့အမေကိုတိတ်ပြီးဥထိတ်တာပြီးလှုပ်ပေးချင်တာပေါ့ဒါပေမဲ့အမေကိုမခေါ်ထားဘူးလားလို့မေးခွန်းလေးမေးလာတဲ့စကားလည်းရှိခဲ့ဘူးတဲ့အချင်းချင်းအခါခါ ကြောက်တီမိုးကုတ်မှာရတော့ပထွေးနေရစာခွဲပြီးခေါ်ထားခဲ့ပြီအမေလုံးဝဒီတန်ရုံးစင်ကျိုးတစ်ခုရဲ့သူ့ရဲ့ဘဝတည်ဆောက်မှုကိုသူမစွန့်လွတ်နိုင်ခဲ့ပါဘူးနောက်ဆုံးတော့လေထပ်ပဲအရာရာအားလုံးစွန့်လွတ်ပြီးထက်ကြိုက်တာဟိုပဲထက်လုခဲ့အားလုံးနားလဲပြီးနိုင်ပါစီလို့အမေကိုတော့မိဘဖခင်နဲ့တခိုင်နဲ့ထားပြီးတော့အမြဲတမ်းဆောက်ရှောက်သွားမှာပါလို့